မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရက်လူငယ်တန်အစီအစဉ်မှာတော့မြန်မာလူငယ်တွေအတွက်အင်္ဂလိပ်စာဥပဒေရေးတန်တမာရေးစားတဲ့သင်တန်းတွေအခမဲ့တင် जा ပေးနေတဲ့ Worldwide Bami Students WBS Academy ရဲ့ဥက္ကဋ္ဌမက်အီဂရီဆိုနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းမှာမွေးဖွားခဲ့ပြီးနယ်သာလန်နိုင်ငံမှာရောက်ရှိပညာသင်ကြားနေတဲ့အသက်24နှစ်အရွယ်မက်အီဂရီဆိုဟာအမျိုးသမီးအရေးလူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေကြောင့် နယ်သာလန်ယူဝရီခရီးယန်အသင်းကပေးအပ်ချီးမြှင့်တဲ့ဂရန်ကဲအဝတ်ဆုရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါ့ပြင်ဥရောပပါလီမန်မှာမြန်မာအရေးဆွေးနွေးပြောဆိုစည်းရုံးခွင့် Lobby Pass ရရှိထားတဲ့လူငယ်မျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။မင်္ဂလာပါညီမရေအခုလိုမျိုး DVB ရဲ့လူငယ်တန်အစီအစဉ်မှာအချိန်ပေးပြီးတော့ပါဝင်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။โอเคမင်္ဂလာပါရှင်ဒီလိုအညီမကိုဒီဖွဲ့စည်းရောဒီလိုချိန်ပေးပြီးတော့အမေခွန်းနဲ့မေးမအကြောက်လဲကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါပထမအဆုံးမေးချင်တာကတော့ဒီအာထိုင်းမြန်မာနယ်စပ်မှာမွေးဖွားပြီးတော့ဒီနယ်သာလန်ကိုဘယ်ရွယ်မှာရောက်ရှိခဲ့တာလဲပြီးတော့ငယ်ဘဝကြီးပြင်းပုံနဲ့ပေါ့နော်အာငယ်ဘဝတော့စိတ်ကူးအိမ်မက်တွေနဲ့အခုကိုလောက်ကင်ဆောင်ရွက်နေတာတွေနဲ့ပေါ့နော်ဘလောက်ထိထတ်တူကြလဲပေါ့နော်အဲ့ဒါလေးပြောပြပေးပါဦးဟုတ်ကဲ့မင်္ဂလာပါအမ်ဒီမှာရောက်လာတော့ခုနှစ်လောက်ရောက်လာတယ်ပေါ့နော် အမ်မိဖရရတော့ဒီမြန်မာပြည်မှာဆိုရင်အမ်မြို့ကြီးကနေလာတာမဟုတ်ပါဘူး။တိုင်းရင်းသားတဲ့ဖြစ်တဲ့ပြီးတော့ဒီနယ်သလန်ရောက်တော့ငငယ်လေးပဲရှိတယ်ဆိုတော့ဒီအကြောင်းချက်တဲ့နယ်သလန်သားဖြစ်သွားတာပေါ့နော်။ဒီ passport တို့ပါတို့ဆိုရင်လည်းနယ်သလန်သားပဲဖြစ်သွားတယ်။ငငယ်တုန်းကဆိုတော့အမ်ညီမကဘာဘာလောက်တာလဲဆိုတော့မြန်မာရုပ်ရှင်တွေကြည်တာများတယ်။ဆိုတော့ငငယ်တုန်းဆိုအမင်းသမီးဖြစ်ချင်တဲ့တခုရှိတယ်။ပြီးတော့အမ်ရှင်းနေလဲဖြစ်ချင်တယ်။အဲ့ဒီနှစ်ခုပေါ့နော်။ အာအခုကြီးလာတော့ရှင်းနေလဲမဖြစ်ဘူးဘာဖြစ်လဲဆိုတော့အမ်ညီမဒီအဥပဒေဥပဒေတော့တောက်ကိုဝါသနာပါတယ်ဒါမဲ့ဥပဒေလိုက်လိုက်မယ်ဆိုရင်ဒီနယ်သာလန်ဆိုရင်နယ်သာလန်ပဲပေါ့နော်များအဖြစ်ဆိုရင် Most International ဆိုတော့စီးပွားရေးလိုက်လိုက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဖက်မှာဖြစ်သွားတယ်ဒါမဲ့ငယ်တော့ဟာတော့ရေးစရာလေးလည်းဖြစ်မယ်ထင်တယ်ဒီမြန်မာအမ်မင်းသမီးဖြစ်ချင်တယ်ဒါမဲ့အခုလောလောဆယ်တော့မဖြစ်နိုင်ဘူးပေါ့ ဟုတ်ကဲ့ပါဒီအခုနှစ်ထဲမှာတော့ဒီမြမရေးလှုပ်ရှားမှုပဲဖြစ်ဖြစ်တခြားဒီအာလူငယ်တယောက်အနေနဲ့ activity တွေပဲဖြစ်ဖြစ်ပေါ့နော်ဘာတွေလှုပ်ဖြစ်နေတာရှိလဲအဲ့ဒါကိုလည်းပြောပြပေးပါဦးโอเคညီမတော့ဒီယူရိုပါတဲ့ တောက်ကိုစိတ်ဝင်စားတယ်ဒီနေတာလည်းတင်းတင်းတလန်မနေတာဆိုတော့လေဒီအမ်စတမာပဲနေတယ်အာအခုကတော့နိုင်ငံရေးဖက်တော့ညီမစိတ်ဝင်စားတယ် UN လည်းသွားဖြစ်တယ် EU မှာလည်းစကားပြောဖြစ်တယ်ဒီအာမြန်မာပြည်အကြောင်းပေါ့နော်အာဥထိပ်ပြီးတော့ကိုကအဲ့ဒီဖက်မှာ စိတ်ကဘလိုဖြစ်တန်ရုံးစရာတားရှိနေဆိုတော့ပြောဖြစ်တယ်ပြီးတော့အာဖွားစုအကြောင်းလည်းခဏခဏအာပြောဖြစ်တာပေါ့နော်ဒီနောက်နိုင်ငံကတော့ဒီ western တွေက ဖောက်စုမကောင်းဘူးတို့ဘာတို့သာထွက်လာတယ်လေတင်းတင်းမှာဒါပေမဲ့အခုကမြန်မာပြည်နိုင်ငံဒီအလူမျိုးချင်းတက်ဖြတ်တာတို့ဘာတို့ကအရင်ထက်ပိုပြီးတော့များတယ်ဆိုတော့မီဒီယာရဲ့တည်င်းနေဗမာဗမာလဲပေါ့နော်နိုင်ငံရေးသမားတွေဟိုဟိုတလောအဆိုအာလွန်ခဲ့တဲ့နှစ်တည်းဆိုရင်ဒါပြောတယ်ဖွားစုမကောင်းမှမကောင်းဘူးโอเคအခုကဖွားစု မရှိဘူးလေအခုက password ဖမ်းဖမ်းခံရတယ်ဆိုတော့အဲ့ဒီဟာလေးတွေကတော့ပြောဖြစ်တယ်အဲကိုရောက်တဲ့နေရာတိုင်းမှာပြီးတော့လည်းဒီအခုအဲစစ်ကဒီလိုမြန်မာပြည်နိုင်ငံမှာတပ်ဖြတ်နေကြအောင်လည်းပြောဖြစ်တာပေါ့နော်ဒီလူငယ်အကြောင်းရအဲ့ဒါတော့အဲညီမအနေနဲ့ညီမပြောတာပေါ့နော်ကုလုံးမှာလည်းဒီ warrior mission အနေနဲ့တော့မဟုတ်ဘူးဒါပေမဲ့ညီမအနေနဲ့ကတော့ဒီ EU မှာလည်းပြောခဲ့တယ်ဒီစစ်တပ်တွေကဒီလို main ကလေးလည်းတတ်တယ်ဖြစ်တယ်ဒီလူငယ်တွေကိုလည်းဘုန်းနဲ့အဲပြည့်ပြီးတော့တတ်တယ်အကြောင်းမှာကိုမှ လောက်တယ်ဆိုတော့ကဘာဒီလိုပဲကြည့်နေမလားမဟုတ်ရင်သူအခုတော့လှုပ်တည်တာပေါ့နော်အဲ့ဒီဖက်မှာတော့လိုပြီးတော့လှုပ်နေတုံးပဲဒါမှအာတော်မရသေးဘူးပေါ့နော်ဒါမှအဲ့ဒီကြောက်လဲအခုကဒီ WBS မှာလဲညီမကြောက်မှထဲမဟုတ်ဘဲနဲ့အခုလူငယ်လဲအများကြီးပဲပါလာတယ်ဒီကဘာအမ်ကဘာတို့လွမ်းပဲဒီလိုလူငယ်တွေပါလာတယ်ဆိုတော့ဒူဒူတော့ပြန်ပြီးတော့ပို့ပြီးတော့စူးစမ်းကြမယ်လှုပ်ကြမယ်အမ် ဒါမဲ့မြန်မာပြည်ချက်ချက်ဒီနောက်နိုင်ငံမှာလူငယ်တွေကမြန်မာလူလူငယ်တွေများတယ်ပေါ့နော်ဆိုတော့သူတို့เนี่ยအခုပြန်ပြီးတော့အဆက်အသွယ်လုပ်တဲ့အခု group လေးအစ်စ်ပြန်ပြီးတော့လှုပ်ထားတယ်ပေါ့နော်အဲ့ဒါအရင်ဆုံး project ကတော့ဒီမြန်မာစာသင်ဖို့ project ပဲဒီ WPS Academy ကနေပြီးတော့အာဥပဒေရေးရာဒီတန်မှန်ရေးရာနောက်ပြီးတော့ဒီ lobby ပိုင်းဒီလိုမျိုးတင်နန်းတွေကိုလည်းအခမဲ့တင် जा ပေးခဲ့တာတွေရှိတယ်လို့သိရတယ်ပေါ့နော်ဒီတော့ WPS ကဘယ်လိုမျိုး ရည်ရွယ်ချက်နဲ့ဘယ်အချိန်မှစတင်ပြီးတော့ဖြစ်ပေါ်လာတာလဲနောက်ပြီးတော့ဒီကနေပြီးတော့အာမြန်မာလူငယ်တွေအတွက်ဘယ်လိုပညာရက်တွေအာဘာတွေအာဆောင်ရွက်နေလဲဆိုတာကိုလည်းပြောပြပြပါအောင်ဟုတ်ကဲ့ WPS ကတော့ idea ကတော့ ညီမမဒီ2010ခုနှစ်တည်းရှိတယ်ဒီလို idea လေးဩဒီဘာဖြစ်လဲဆိုတော့ဒီဖက်မှာဆိုရင် American ပဲအဖြစ် EU မှာအဖြစ်လူငယ်တွေကိုသူတို့နေရာသားပေးတယ်ခုနပြောသလိုပဲလူငယ်တွေဆိုရင်ဒီလို scholarship တွေပေးတယ်ဒီလိုသင်ယူရဖို့အတွက်သူတို့ကမျက်နှာသင်ပေးဖို့နေရာလေးတွေရှိတယ်ကိုအမားလောက်ရတဲ့နေရာတွေပေါ့နော် democracy ဆိုဘာတိုက်ပဲလဲဆိုဒီမှာသင်တန်းတွေပေးတဲ့အဖွဲ့အစည်းတွေရှိတယ်ဒီ EU EU Parliament ကနေလည်းအစီအစဉ်နဲ့ဟာတယ်ရှိတယ်အင်ဖြူတော့အနေစီစဉ်နဲ့ဟာလည်းရှိတယ်ဟိုမိနစ်တော့ဆိုလဲညီမဒီလိုအာဒီ American Embassy မှာလည်းတင်နန်းနဲ့တက်ခဲ့တာပေါ့နော်ဆိုတော့ဒီဖက်မှာဆိုရင်လူငယ်တွေကိုသူတို့တအားကို focus ထားတယ်လူငယ်တွေအသင်ယူချင်တဲ့ဟာတွေကိုသူတို့ကဘယ်နေရာမှာကောင်းတာလဲသူတို့ကလိုက်ရှာတာလဲလိုက်ရှာပြီးတော့နိုင်ငံပြန်ပြန်ပြီးတော့အဲတင်းနေတဲ့ချိန်ပြန်ပြီးတော့ဥဆောင်မဲ့လူငယ်တွေကိုသူတို့က ငွေရောဘာရောတာကို investment လုပ်တယ်ဒီလိုသင်ပေးဖို့ပေါ့နော်အဲ့ဒီဟာလေးကငငယ်တဲ့အမြင်နဲ့ဆိုတော့မြန်မာပြည်ကဘလို့ဖြစ်လို့မမြင်တာလဲဆိုခဏခဏစိတ်မကောင်းဘူးဖြစ်လို့ဆိုတော့ဝင်ပါရှင်းတယ်မြန်မာမြန်မာပြည်နဲ့ပတ်သက်ဆိုရင်တအားကိုဒီလိုအဲစိတ်ကြွတာပေါ့နော်နာမည်မမြင်ဘူးဆိုတော့နေထောင်ဆက်ခွန်ကတည်းကအဲ့လို idea လေးရှိတယ်နေထောင်ဆက်ကိုမှာဖွားစုဒီမှာရောက်လာတော့ပေါ့နော် ADIC ICG မှာ အဲ့ဒါအညီမဝင်ခွေရတယ်ဝင်ခွေရတယ်ဆိုတာဒီ UN နဲ့ကိုယ်စားဝင်ခွေရတာပေါ့နော်အဲ့ဒီအတန်တမန်နေနဲ့မြန်မာတန်တမန်နဲ့တွေ့တော့စင်မပြေဘူးညီမနဲ့ညီမဒီဒီ passport ကင်ထားတာလေဒီ netherland passport ကင်ထားတာပေါ့နော်မြန်မာပြည်မှာလည်းမွေးမမွေးထားမမွေးဘူးပေါ့နော်ဆိုတော့မြန်မာ passport လည်းကင်တော့မရဘူးဖြစ်လဲဆိုမြန်မာပြည်မမွေးတဲ့တယောက်ဖြစ်တဲ့ဆိုတော့လေဆိုတော့တန်တမန်ဒီဒီနောက်နိုင်ငံရောက်တဲ့မြန်မာတန်တမန်နဲ့တွေ့တော့လဲစင်မပြေဘူးသူတို့က မနာကြည့်သလိုလိုပါလိုလိုစကားမပြောသလိုလိုဆိုတော့တခုတော့တခုပဲပေါ့နော်ဒါပေမဲ့အဲ့ဒီအိုက်စိတ်ချိန်မှာတော့အဲ့အဲ့ဒီမှာအနီ WBS ထွက်လာတယ်လို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့ညီမအဲ့ဒီ UL ကိုစားနေတဲ့ဝင်ခွေးရှိတယ်အဲ့ဒီတော့ကလည်းမြန်မာဝတ်စားနေပါနဲ့ဝင်တာပေါ့နော်ပန်လေးထိုးပါထိုးပြီးတော့အမ်အဲ့တော့ဝင်တော့ဒီမြန်မာအဖက်ကတန်တမန်တို့ရှင်းနေတို့နဲ့မင်္ဂလာပါနှုတ်ဆက်တော့သူတို့ပြန်ပြီးတော့မနှုတ်ဆက်ဘူးအဲ့ဒီလို့ ဘလို့လဲတော့မသိဘူးသူမျိုးတော့သူမျိုးပေါ့နော်ဒီဒီနိုင်ငံခြားလူတွေနဲ့သူတို့ဆက်ပါဆက်ဆိုရင်သူတို့ကဖြူဖြူရွှင်ပဲနှုတ်ဆက်တယ်ပြီးတော့လဲလူတိုင်းဝင်လို့မရဘူးလေအဲ့ဒီ court ကိုတရားရုံးကိုသူတို့ကိုကငငယ်ရယ UN နဲ့ဝင်လို့ရတယ်ဆိုတော့အမြင်မှာတော့တို့မြန်မာတိုင်းဝိုင်းတွေကပြိုရမယ်လေဒီလိုလူငယ်ချောက်ကထူးချွန်တယ်ဆိုတာအဲ့ဒါ ပြောမဲ့အစားလူကြီးတကကိုယ့်ကိုအမျိုးမျိုးပဲပြန်ပြီးတော့ပြောလာတယ်ဆဲလာတယ်မျိုးမျိုးပေါ့နော်ကိုရင်မဖြစ်အဲအဲ့ဒီအဘဝင်ချင်းနဲ့တည်တဲ့တိုင်းပဲအဲ့ဒါနဲ့အဲညီမညီမပြည်နဲ့ပတ်သက်တယ်ဆိုရင်မလုပ်ချင်တော့ဘူးလို့အဖေကိုပြောတယ်ငိုတယ်ငိုပြီးတော့စိတ်မကောင်းဘူးတို့တို့မြန်မာပြည်သားတယ်အဲ့ဒီလိုပဲလားစိတ်တက်တယ်အဲ့ဒါအဖေကပြောလဲဆိုတော့ တမီးတဲ့အဲ့ဒါအဲတမီးကခုကနည်းနည်းလေးပဲမြင်ရတော့ပေါ့နော်ဖွားစုဆိုရင်သူ့ဘေးနားမှာလူတွေပါလာတဲ့လူတွေအဲ့ဒီလိုလူတွေပဲဆိုတော့ပြီးတော့အဖေကလည်းတမီးကိုပြောပြောလဲဆိုတော့ဒီနောက်နိုင်ငံမှာဆိုရင်လူတွေကနေရာရတာတော်လို့နေရာရတယ်ဒီလိုမဲရလို့နေရာရတယ်မြန်မာပြည်မှာစစ်တပ်သားသမီးကြောင့်စစ်တပ်နဲ့ပတ်သက်တဲ့ကြောင့်နေရာရတယ်ဆိုတော့မတူဘူးဒီလိုအဲ့ဒီမှာကညီမမြင်မြင်သွားတာပေါ့နော် အော်ဟုတ်တာပဲအဲ့ဒီဆိုရင်ဒီမိုကရေစီရရောဘယ်သူကလုပ်မလဲနိုင်ငံပေါ့နော်ပြန်ပြီးတော့ကြီးစောက်ကြီးစောက်မယ်ဆိုရင်ဘာဖြစ်လို့ဆိုတော့လူတန်းစားတွေကဖနောက်ဝယ်ဖို့ကငွေမရှိဘူးလေဆိုတော့ဒီလို level တွေတွေပြန်ပြီးတော့ဒီလိုအာ UN ပဲဖြစ်ပါပဲဖြစ်စစားတော့မှ zone တွေက3 3ချောင်းလေဘယ် zone ယူရမလဲပန်းကင်တော့မှဘယ်လိုကင်ရမလဲအဲ့ဒီဟာတွေကဘယ်သူတွေလုပ်မလဲဆိုစဉ်းစားမိတယ်အဲ့ဒါနဲ့စဉ်းစားတော့နည်းနည်းစိတ်ပူမိတာပေါ့နော် okay force လုပ်တယ်ဒါကောင်းတာပေါ့နော် okay democracy ရပြီ ဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတော့အရေးခင်မစခင်ကတည်းကအဲ့ဒီလို WBS idea ရှိတယ်ပေါ့နော်အဲ့ဒီ idea ရှိတယ်လို့ပဲ first နဲ့တွေ့ဖို့လောက်ထားတယ် November 2021မှာနေပြီတော့သွားဖို့ပေါ့နော်ဒီလိုဤရောပါမှာရောက်တဲ့လူငယ်တွေရောအမေရိကန်မှာရောက်တဲ့လူငယ်တွေရောမြန်မာပြည်သွားပြီးတော့မြန်မာပြည်ကရှိတဲ့လူငယ်တွေနဲ့ပြန်ပြီးတော့ချက်ဆက်ပြီးတော့ဘလိုလောက်ကောင်းမလဲဒီလိုစိတ်ဝင်စားတဲ့လူငယ်တွေနိုင်ငံရေးတစ်ခုတည်းမဟုတ်ပါဘူးဒီလိုတစ်ပင်တွေပါတယ်လဲအဲပါတယ်ပေါ့နော်မျိုးမျိုးပေါ့ အဲ့ဒါနဲ့အဲတင်လိုက်တယ် Instagram မှာ Instagram နဲ့ Facebook မှာအဲ့ဒါ February ဒီဒီရက်နေ့မတိုင်ခင်ပေါ့နော်ဒီ January 31ရက်နေ့2021မှာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီတညထဲမှာပဲဒီလိုတူတူလောက်ခဲ့တဲ့လူတွေထောင်ကြတယ်ရေခင်းဆသွားတာပေါ့နော်ဆိုတော့တတိုင်းဆိုင်လေးလေးပဲဖြစ်တာလဲပြောလို့ရတယ်ဒါပေမဲ့ရေခင်းမဆခင်ကတဲ့ idea တော့ရှိနေတာပေါ့နော်ရေခင်းဖြစ်တော့ဒီလို lobby ဖက်ပိုးတော့လုံးမိတယ်နိုင်ငံရေးသမားနဲ့စကားပြောမိတယ်ဒီလိုမြန်မာပြည်ကိုကူညီပါပဲနေရာလဲရှိတာလဲဒါပေမဲ့အဲ့ဒီဟာက တော်တော်ကိုကြာတဲ့ဟာလေးအလုပ်ပေါ့နော်ဒီတည့်ရချင်းနဲ့ပြီးတဲ့အလုပ်ဆိုတော့တိတ်ပြီးတော့လူငယ်လည်းဖြစ်တယ်ဆိုတော့စိတ်လောတယ်လည်းရှိတယ်ဆိုတော့အဲ့ဒီ activism တားသွားတယ်ဒါပေမဲ့အခုကတော့ပြန်ပြီးတော့အာ class ပြန်ပေးမှာပေါ့နော်ဖြစ်တယ်ဆိုတော့ democracy တိဆောက်တာညီမအမြင်ကလည်းအဲ့ဒါပွက်ပွက်လေးပြောမယ်အရင်တော့ဆိုရင်ဒီဥရောပသားဖြစ်တယ်ဒီဥရောပ American အမြင်သားဖြစ်တယ်လူငယ်တကိုတော်တဲ့လူငယ်တွေစုမယ်စုပြီးတော့သူတို့က training ပေးမယ်အကောင်းဆုံး training ပေးမယ်နိုင်ငံပြန်ထီထောင်ဖို့ ဒါပေမဲ့အဲ့ဒီအဲ့ဒီနေရာကိုမြန်မာပြည်ကမရောက်သေးဘူးအခုလောလောဆယ်ကဒီမိုကရေစီဆိုဘာလဲဆိုတာဒီနောက်နိုင်ငံတော်မှာဆိုရင်ဒီဥရောပမှာဆိုနှစ်900လောက် practice ချိန်ရှိတယ်လေဒီမိုကရေစီဆိုဘာလဲဆိုတာကိုလန်းသွားတော့ဘာတော့မှာအဲကိုကသူတို့အောင်းနောက်ထမ်းမှာကိုကဒီမိုကရေစီဆိုဘယ်လိုရှိလဲဆိုမွေးလာကြတဲ့အတိတာလေဒါပေမဲ့မြန်မာမြန်မာတော့မြန်မာပတ်ဝန်းကျင်မှာဆိုရင်ဒီမိုကရေစီဆိုဘာလဲဒီလိုတရားနဲ့ကြောက်ချစ်ချင်းမြတ်တာဆိုပေးရမှာဆိုရင်ဘာလဲပြီးတော့လဲကိုရဲ့အမ် အဲ့ဒီအဲ့ဒီဟာလေးတကိုပြန်ပြီးတော့အဲ့ဒီအတော်ဆုံးတစ်မှာအတော်ဆုံးရွေးမှန်စားလူတိုင်းကိုဒီလိုအာပညာရေးတဲ့ဗာဒီအဲ့ဒီဖက်မှာပို့ပြီးတော့လိုအပ်တယ်အခုလောလောဆယ်လေအဲ့ဒီကြောင့်အခုလောလောဆယ်ကလူတိုင်းကိုဖွင့်ပေးတယ်ဒီ academy ဝင်ပါပြီးတော့လည်းနောက်မှဆိုရင်လည်းလူငယ်တွေထွက်လာမယ်ဆိုရင်ဒီအာဒီနိုင်ငံရေးတကိုပြန်ပြီးတော့လှုပ်ချင်တယ်ဒီနေရာဒီနေရာတွေအာလိုအပ်ချက်တွေရှိတယ်ဆိုရင်လည်းပြောပေါ့နော်ဒီအာ လူငယ်လူငယ်ဖွဲ့စည်းပဲဆိုတော့ဒီညီမပဲဖြစ်ဒီညီမတို့ဖွဲ့စည်းပြောပါအဲ့ဒီဆိုတော့နောက်မှဆိုရင်လည်းညီမတို့ကတော့ဒီ training တို့ပေးဖို့စဉ်းသစ်ပါပဲဟုတ်ကဲ့ပါဒီမြန်မာပြည်ပွားမိဘတွေကနေပြီးတော့မွေးဖွားလာတယ်ဗောနော်ထိုင်းမှာမွေးဖွားပြီးတော့ဒီနယ်သာလန်မှာကြီးပြင်းကားတဲ့အာမြန်မာနယ်ပွားလူငယ်တယောက်အနေနဲ့ဗောနော်အနာဂတ်မြန်မာနိုင်ငံကိုဘယ်လိုပုံစံမျိုးမြင်ချင်ပါတလဲရှင်အော်မြင်ချင်ရတော့ဒီ လာမယ့်နှစ်ကျတော့အမလွယ်ကူလောက်ဘူးလို့ယုံအထင်တာပေါ့နော်မလွယ်ကူဘူးဆိုတော့စစ်စစ်အာနာရှင်ကိုတိုက်ရမယ်စစ်အာနာရှင်တိုက်တာမင်းအွန်လိုင်းကြောက်တယ်မဟုတ်ဘူးမင်းအွန်လိုင်းသိသွားမယ်ဆိုရင်လေဒီစစ်အာနာရှင်ရဲ့သူ့ရဲ့လှုပ်တဲ့ဘယ်လိုပြောမလဲကြစ်တဲ့ရှိနေတုံးပဲဆိုတော့အဲ့ဒီဟာကိုဖြတ်ရမယ်ဖြတ်ပြီးတော့ပြန်ပြီးတော့ဒီဒီထောင်ရမယ်ဒီထောင်နဲ့ဆိုရင်လူကြောက်တယ်မဟုတ်ဘဲနဲ့ဒီလို system နေနေပေါ့နော်ဘယ်နေရာမှာဒီထောင်ရမလဲ လူတွေကလည်းကိုကိုကိုတိတက်ပြီးတော့ကိုနေရာပဲနေရာမှာကူညီရမလဲအဲ့ဒီဟာလေးတွေကိုစိတ်ဓာတ်တွေကိုပြောင်းရမယ်အာဒါပေမဲ့အဲ့ဒါတော့ချိန်လို့တယ်ပြီးတော့အခုတွေ့နေတာအမ်ညီမပြသားတွေကအခုထိသူတို့ကိုတိုင်နိုင်နိုင်စ조사တယ်စစ်အနာရှင်ကိုရောင်းမပေးဘူးဆိုတာညီမကတော့ယုံကြည်တယ်ဖြစ်လာမယ်ဆိုပါပေါ့နော်ပြီးတော့လည်းစိတ်ဓာတ်တွေကအခုကသူတို့ကိုထက်ကြွနေလဲဆိုတော့နိုင်ငံကပြန်ပြီးတော့ဒီထောင်တာပို့ပြီးတော့လွယ်ကူလိုက်မယ်ဒီဒီစိတ်ဓာတ်တွေကိုတင်ထားမယ်ဆိုရင်ပေါ့နော် ဆိုတော့အဲ့ဒီဟာလေးကတော့အလွယ်ကူမလို့တော့ညီမတော့မပြောရှင်ဘူးဒါပေမဲ့ဆက်သွားရမယ်ပြင်ပဟောထဲရရောပေါ့နော်တူတူလောက်ရမယ်လောက်ပြီးတော့ပြန်တီဆောက်ရမယ်ညီမမြင်ချင်ရမြင်ချင်တာတော့ညီမ ီလိုအဖွာချိန်ရောက်တဲ့ချိန်ဆိုရင်မြင်မှပါအိမ်မက်တော့ရှိတယ်ဖွာစုအိမ်လေးကိုဒီလိုမြင်စည်းရမအနေနဲ့ညီမအဲလူချင်တာပေါ့နော်မြင်စည်းရမအနေနဲ့ဆိုတော့လူငယ်တွေကိုပြန်ပြီးတော့ဒီမိုကရေစီတို့ဘာတို့ဘလို့ရခက်တာလဲအဲ့ဒီဟာလေးတွေကိုပြန်ပြီးတော့အဲအိမ်မက်လေးကတော့အဲ့ဒီအဲ့ဒီဟာတော့ညီမရဲ့အိမ်မက်ပေါ့နော်ပြီးတော့လဲညီမကတော့ဒီကြီးလာရင်ပေါ့နော်အိုလာရင်ရန်ကုန်မှာအဲရန်ကုန် University မှာပေါ့နော်ဒီအမ်အကျောင်းဆရာမှာပြန်လုပ်ချင်တယ်